DVV ရဲ့နောက်ဆုံးရသတင်းတွေကိုပြပြပေးပါမယ်။ရန်ကုန်မြို့ပါရမီလမ်းမပေါ်မှာစက်တင်ဘာလ25ရက်နေ့ညနေ6နာရီခွဲကစစ်ဆေးရပိုင်းရမပေးဘဲနဲ့မောင်းပြေးသွားတဲ့ Suzuki ယင်ရဲ့တကားပေါက်တွေကနေတွဲလောင်းကိုပါသွားတဲ့ယင်ထင်းရဲကိုအငှားယင်မောင်း2ယောက်ကကယ်တင်ခဲ့ရတယ်လို့မြို့ခန့်နေစီကနေသိရပါဗျ။ညနေ6နာရီခွဲကအင်းစိန်ဘက်ကနေပါမီလမ်းတိုင်းမောင်းလာတဲ့ Suzuki ယင်တစ်စီးကမီးနီကိုဖျက်မောင်းတာကိုယင်ထင်းရဲတွေတားဆီးစင်မှာအခုလိုဖြစ်ပွားခဲ့တယ်လို့မြို့ခန့်တယောက်က DVV ကိုပြောပါရရှင်။ ။အရာဝတီတိုင်းဖျားပုံမြို့နယ်အတွင်းကပင်လယ်ပြင်မှာငါးဖမ်းနေတဲ့ပင်လယ်ကြားပေါင်အစည်းကြီး400ဝန်းကျင်ဟာတိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့်ပျက်စီးပြီးပင်လယ်ပြင်ထဲမှာမျောပါသွားတယ်လို့ကြားပေါင်လုပ်ငန်းရှင်တွေစီကလည်းသိရပါဗျ။မကွေးတိုင်းမြိုင်မြို့နယ်နှောပင်ကျေးရွာကိုစက်တင်ဘာလ24ရက်နေ့မနက်ပိုင်းကစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၂ယောက်သေဆုံးခဲ့တယ်လို့ဒေသခံအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကလည်းသိရပါဗျ။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။